အခုလူတွေလုံးကြပါတယ်ပါဠိကျင့်ကမ်းတော့ဆို physical exercise ကျမ်းမာရေးလေ့ကျင့်ကမ်းလုပ်ကြတယ်ကျမ်းမာရေးလေ့ကျင့်ကမ်းလုပ်ရင်ကျမ်းမာတယ်ဆိုတာလက်ခံကြတယ်အဲ့ဒါလိုပဲ mental exercise လေးလုပ်ကြည့်ပါ mental exercise လုပ်ကြည့်လို့ရှိရင်စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတာသိချတယ်နော်တော့မြတ်စွာဘုရားတရားတော်ကလက်တွေ့ကျင့်သုံးရတဲ့တရားတွေဖြစ်လို့တရားနာတဲ့အခါမှာ ငါတို့ဘာလို့ရမယ်ဘာလို့သိနေဆိုတော့ဒီအတိညာရဖို့ ਨੇ ကိုယ်တဏ္ဍာမှာလိုအပ်ချက်တွေကိုဖြစ်ဆွနိုင်ဖို့ပညာရတစ်ခုကိုသင်တဲ့အနေနဲ့တရားနာသင်တယ်ပေါ့နော်ပညာအဲ့တော့အခုဒါနဲ့ပတ်သက်ပြီးတော့မှတ်လိုက်ရမယ့်အချက်ကပါတော့တတိနဲ့ပညာပညာဥဆောင်တဲ့တတိကစကလုံးတွေကိုမှတ်ပြီးတယ်မှတ်နိုင်တာပညာဥဆောင်တဲ့တတိ ပညာဥဆောင်တဲ့တတိဆိုတာပညာပါတဲ့တတိလို့ဆိုလို့ရတယ်။ဒီတတိနဲ့ပညာနှစ်ခုကပေါင်းဆက်ထားတာ။သူ့လို့သူ့လို့ကြတာ။တော့ပညာကမမှတ်နိုင်ဘူးမှတ်နိုင်တာကတတိကမှတ်တာ။သိတာကတတိကမသိနိုင်ဘူးပညာကသာသိတာ။အဲ့ဒါလေးကိုရှင်းရှင်းလေးနားလည်ကြင်လို့ရှင်ကိုယ့်ကိုစဉ်းစားကြည့်လိုက်လေ။မျက်စိကမြင်ရုံသာမြင်တာမကြားနိုင်ဘူး။ကြားတာကနား။ကြားတဲ့အလုပ်က